ဒီ Hive ကိုအားပေးနားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးတင်မောင်မြင့်ရဲ့ຫນွေခန္ဓာအပိုင်း6ကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။တင်မောင်မြင့်ຫນွေခန္ဓာအပိုင်း6အင်ဂျယ်လင်းနဲ့ဆိုရင်အဆင်ပြေပြီ။တယောက်နဲ့တယောက်စကားပေါက်ဖို့ပဲလိုသည်။ TV ကရောင်းမဆိုင်မီးဖို့တွင်အလုံးရှုပ်နေပြီ။မမလေးတခုခုစားလိုက်အောင်ဒီကောင်မလေးကိုပေးချထားလိုက်စမ်းပါ။စကားလည်းမပြောရဖဲနဲ့။ ။အင်ဂျယ်လေးကစက္ကူဖာတလုံးဖွင့်ပြီးထန်းလက်ရက်တောင်ကိုထုတ်ရခတ်ပေးသည်။လေလဲရသည်။တီဗီယူလာပေးသည့်ရုံးမတီသည့်ဆံပြုတ်တွင်လာနာသည့်ရင်ကောင်းတွေကိုလည်းမောင်းမိသားဖြစ်သွားသည်။တီဗီကဘူးသီးကြောင်နှင့်ရေတူးလာချပေးသည်။တီဗီနင့်ကိုတစ်ဖြူတော်ရင်ပို့ရမှာစိတ်မကောင်း။တီဗီရှိနေရင်အင်ဂျယ်လေးကိုကူပြီးစကားသင်ပေးလို့ရတာပေါ့။ဟုတ်ကဲ့မမလေး။ဒါပေမဲ့ဒီလိုအသားအရောင်ရှိတဲ့မင်းကလေးတွေကအကျင့်မကောင်းကြတော့ဘူး။ဟင်းဘာဖြစ်လို့လဲ။ သူတို့အမေအကျင့်မကောင်းလို့တီဗီလိုသူမဲမနေတာပေါ့ဂျူဒီကဆွပြုတ်ပကန်းလေးကိုဇွန်းထည့်ရင်တီဗီတီဗီပြပြသလဲထူးသည်ရင်မုံဥပိတ်ကိုတစ်ချက်ခါပြီးဟုတ်ကဲ့မမလေးမမလေးကိုမယိုသေးလို့ပြောတာမဟုတ်ပါဘူးအန်ဂျယ်လစ်ကပြုံပြုံကလေးနားထောင်နေသည်ကပ်ပလီစစ်စစ်တွေသူ့ကိုမကြည့်ဘူးကြကြောင်သူသိနေပုံရန်ခါရင် သူ့သခင်မကိုကြည့်ပြီးပြုံးမြသည်ဂျူဒီကလည်းပြန်ပြုံးမြသည်တီဗီကစိတ်မကျေနပ်သေးသည့်ပုံစံဖြင့်ထပ်ပြောသေးသည် သူတို့လိုကာပြားမတွေကလူပြူတွေကိုဖမ်းဖို့ကြိုးစားနေကြတာကြီးပဲမမလေးဂျူဒစ်ကရဲပြီးအခုအတွက်စပြုတ်သွားဖို့ဖို့ပြောလိုက်သည်တီဗီထွက်သွားမှပစ္စည်းတစ်ခုချင်းကင်ပြပြီးအင်ဂျယ်လစ်ကိုစကားတင်ရသည်ကလေးမညံကောင်းသည်အတက်မြန်သည်အတန်တွက်မာသည့်အခါနှစ်ယောက်သာရဲကြသည်အင်ဂျယ်လစ်မှာကြော်နှစ်မတူပဲအခါစားအိမ်ပေါ်တယောက်နှင့်တူနေသည်ဂျူဒစ်အတွက်တူတူပေါ်တယောက်ကောက်ရခြင်းပဲလှလဲလှသည်အသားညူမကလေးများတဲ့တွင်အင်ဂျယ်လစ်လိုလှသည်မင်းကလေးမျိုး ဂျူးတွေမတွေ့ဘူးသည်ညနာကိုလက်နှစ်တစ်ချက်သက်ပြီးအလေးအနက်စဉ်းစားမိသည်အကိုတရားငါ့ကိုလှတယ်မှာထင်သေးရဲ့လားဟု၍အိမ်တွင်မှန်ဆိုလို့သူမုတ်ဆိတ်ရိတ်သည့်လေးတောင်မှန်ကလေးတစ်ခုပဲရှိသည် ထိုညတွင်ပူဇော်လိုက်ခြင်းဖြစ်၏အကိုနောက်တစ်ခါမျိုးရောက်ရင်မှန်ကြီးကြီးတစ်ချက်ဝယ်ခဲ့နော်စိတ်ကမ်းပေါ်တက်တက်ချင်းပထမဆုံးတွေ့တဲ့ဆိုင်မှာဝယ်ခဲ့မယ်ဟုတ်ပြီလားစနီးတွေကိုရင်ဝင်နဲ့ဆဲသွင်းပြီးချစ်စနိုးနဲ့ရင်ခရီးပေးလိုက်သည် မင်းတော်မောင်ဤပခုံးတွင်ဥကောင်းအောင်မေးတင်ကခေါမိုးကိုဂျူးတိလှမ်းကြည့်မိသည်တိလုံးနှလုံးသားမှကျယ်ရီကိုလှမ်းမြင်နေရသည် ခုနေမိုးရချရင်တော့မလွယ်ဘူးကိုဟိုမှာကြည့်ပါဦးအင်းမင်းပြောမှားပဲတတိရတယ်ဖားရအောင်မယ်ဟိုတခါလဲအိမ်နာယူတယ်လေဂျူးတိလူချင်းခွာလိုက်သည် တကူလုံးကြိုက်ခင်းနေသည်အကူကတိတ်နေနေတာပဲဂျူးတိကိုလာမခေါ်ခင်ဘာလို့ဖားထေးမထားသလဲဩချစ်ကလည်းကွယ်ဖီလစ်အန်အော်ဖြစ်နေသည် အကူလုံးမှာပါကွာမိနေလို့ပါလို့အကူပြောပြပြီလေဖီလီကလှမ်းဖက်တော့ဂရင်တိုင်ကိုကင်ပြီးဂျူဒစ်ဇွတ်ပေကတ်နေသည်ဂျူဒစ်အေးဆေးနေပြစီအကူအကူဂျူဒစ်ကိုချစ်တယ်ဆိုတာတကယ်လားယင်ကတော့တယောက်လိုထားမယ်ဆိုပြီးခုတော့တဲထဲမှာထားတယ်ဘယ်တော့မှဒီလိုမျိုးမနေခဲ့ရဘူးဘူးအော်ကလေးရဲ့အခုမိုးမှမရွာသေးပဲမိကဘာလို့စိတ်တူနေရတာလဲတကားမှအကူအော်မပြောဘူးပါဘူးဒီညမိုးမရွာဘူးလို့အကူဘယ်လိုပြောနိုင်တယ်လဲ ဂျူဒစ်ကတရှုပ်ရှုပ်ငိုပြီးဂျူဒစ်အတက်နိုင်ဆုံးအဆင်ပြေအောင်စူးစားပါတယ်ကိုဒါလောက်ဆိုရင်နှွေချမ်းရဲ့နှိစက်မှုထံကိုလည်းကြိတ်မိခံတယ်တမင်ပကံတဲ့ကိုဘိုးကောင်မွားကောင်တွေကိုလည်းလက်နဲ့ဖဲပြီးစားတယ်အမေကိုတိုင်ပင်မဲတိုင်ပင်မဲနဲ့အမေသာသေးသွားရော မတိုင်ပင်ဖြစ်ခဲ့လိုက်ဘူးကလေးမွေးဖို့ကိစ္စဂျူဒီဘလောက်ကြောက်နေလဲဆိုတာအကိုကမပြောခဲ့ဘူးခုထိကလေးကိုဘလို့မွေးရမယ်ဆိုတာဂျူဒီကိုပြောပြမဲ့လို့တရားမှမရှိဘူးအဲ့ဒါတွေအားလုံးဂျူဒီချိန်မိတ်ခန်းနေပါဗျ ဒါပေမဲ့ခေါင်းပေါ်မှာအမိုးလုံလုံချုံချုံမရှိတာကိုတော့ဂျူဒီတိမခံနိုင်မှုအကိုပြောပြောဆိုဆိုအောင်ကိုသည်ဖီလစ်ကကလေးတယောက်ကိုချော့တယ်လို့ချော့ပြီးအိယာပေါ်ပွေလဲသည်မွေယာပေါ်မျက်နှာမှောက်ပြီးဂျူဒီကိုပြန်သည်ဂျူဒီအော်ကလေးရဲ့သွားဂျူဒီကိုစကားလာမပြောနဲ့အကိုစိတ်ဝင်စားတာဂျူဒီမဟုတ်ဘူးမဲနေမဲနေဟောဖီလစ်ကသူ့ကိုယ်ကလေးကိုတင်းတင်းပိုက်ပြီး အမိုးပေါက်နေတဲ့အတွက်အကိုစိတ်မကောင်းပါဘူးကွာအကိုလှုပ်ပေးပါမယ်အမိုးမလုံလို့မင်းဒီလိုလှုပ်နေပူဆိုးမှာပေါ့ဂျူရီရဲ့ဂျူရီတပြင်းတစ်ချက်ချခြင်းဖီလစ်ဆက်ပြောသည်ကလေးရဲ့မင်းကိုအကိုကချစ်ပါတယ်အဲ့ဒါကိုတန်တရားမရှိနဲ့ချစ်လုံးလုံးမဆောင်နိုင်မယ်အကိုအလောတကြီးလှုပ်ခဲ့မိတာပေါ့အင်းကြီးမပြီးမချင်းကလေးရလိမ့်မယ်လို့အကိုလုံးဝမထင်ခဲ့ဘူးလေမင်းလည်းအကိုကိုတကယ်ချစ်လို့အခုလိုစွန့်စွန့်ဟာစားလိုက်လာတာမဟုတ်လားဟင်မဆိုင်တော့ပဲမျက်ရည်တွေတွေ့တွေ့ကြကား ချစ်ပါတဲ့အကိုရဲ့အကိုကိုစားတွေ့ရရင်နေခုံမိချစ်ခဲ့ရဒါပေမဲ့ကြွက်တွေချင်းတွေရင်တွေနဲ့ဒီနွေရဲ့တံချစ်မျက်စိတွေလည်းရောင်းနေပြီအကိုအကိုသိပါတယ်ကွယ်အကိုဘလောက်စိတ်မကောင်းဖြစ်နေတယ်ဆိုတာဘာနဲ့ဘယ်လိုသက်သေပြမလဲဘာနဲ့မှမပြနဲ့အမိုးကိုပလတ်စတစ်နဲ့တတ်ပါပြီဖီလစ်ကရဲသည် ကောင်းပါပြီအချစ်ရဲ့ကောင်းပါပြီဒီတစ်ခါမြုပ်သွားရင်ပလတ်စတာဝယ်ပြစ်အောင်ကိုဝယ်မယ်အကိုမင်းကိုခဏခဏပြောပါတယ်အကိုကအလကားကောင်ဘာမှအသုံးမချဘူးလို့ ိုးအဲ့လိုမပြောပါနဲ့ဘယ်ကအလကားကောင်းရမှာလဲဂျူဒစ်ကသူ့လေပင်ကိုတိုင်းဖက်ပြီးဂျူဒစ်ကိုတင်းတင်းဖက်ထားပေးပါအကို အကိုပြောတဲ့လောက်ချစ်ရလားရင်မိုးလောက်ကြီးကိုချစ်တယ်ဂျူဒစ်လေးအကိုကိုသိချစ်တာပဲအကိုကိုပိုင်းရပြီပဲကျန်တာတွေဘာမှမကြောက်တော့ဘူးကလေးမွေးရမှလည်းမကြောက်တော့ဘူးပေါ့နော်မကြောက်တော့ပါဘူးအကိုနဲ့တူတဲ့ကလေးတွေတရာချင်းလောက်ကိုမွေးမယ်လင်းတော်မောင်ကိုတင်းတင်းဖက်ပြီးဂျူဒစ်ပြောလိုက်သည်ဖီလီကာချင်းချင်းနာနာနန်းသည် ထိုညတွင်ဂျူးတွေပါညမကြောက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေးသည်သို့တော့နောက်တနေ့လင်းနီနင်းကြောက်နေပြန်သည်ဖီလစ်ကိုမူထုတ်မပြောတော့မွေးဖို့ဖာဖို့တွေးလေကြောက်လန့်ကြောက်ရွံ့စိတ်ကပိုးပြီးအင်အားကောင်းလေဖြစ်နေသည်မရမယ့်သူကလည်းမရှိ ရှိသည့်တိုင်အောင်ဘာမရမည်လဲမသိတနေ့တွင်ဂျာပါစီကအစီကံတယောက်ကိုလှုပ်ပြီးစားရကြောင်းနဲ့အသားချော်ချော်ပိတ်တအုပ်ပို့လာသည်စလုံးမအမှားမအရွယ်ရွယ်နဲ့စားတို့ကလေး ဂျာဗာစီသည်အင်္ဂလိပ်စကားကိုကောင်းကောင်းပြောနိုင်တော့လဲဆာအိုရောဟုတ်တိပတ်တိမတက်ပြီဒီနေ့ရင်အမျိုးသမီးကြီးတယောက်ရောက်လာသည်ကလေးအတွက်အနှွေးတဲ့ချုပ်ကိုဖလန်နေစာလေးကိုကိုင်လျက်ကို့နာမည်ကဆီလ်ဗီဂျိုဟန်မာကွယ်ကို့မျိုးသားအမေရိကန်လေးလေကြီးတွေဆက်ရောက်နေအလုပ်လုပ်တယ်မိဖပါပြီးရင်ကိုရိုရင်ကိုလာလဲနော်ဂျူဒီကကျေးဇူးတင်ပါကြောင်းလာလဲမြည်ကြောင်းပြန်ပြောရသည်ဒဲလ်ရိုင်းတွင်ဖီလစ်ကိုလူတိုင်းသိနေကြဟန်တူသည်ပြီးတော့သူ့မိမကလေးသာသာမင်းကလေးဖြစ်ကြောင်းလည်းသိကြပုံရသည် ရင်နီးသူများကိုဂျူးတင်မမေးခြင်းသိခြင်းဒီကိစ္စတွေကတော့အပုံအပင်ဘိုက်ထဲတွင်ကလေးကလှုပ်လှုပ်ရွရွလှုပ်ရှားပြူလာသည်ဂျူးရီအတွက်အထူးအဆန်းဖြစ်နေ၏နောက်ထပ်ဘာရီနဲ့များထိုက်ကြုံအောင်မလဲမသိအကူကတော့ February လောက်မွေးမည်ဟုခံမှန်းသည်အင်ဂျယ်လီများသိမလားပဲခက်တီးကအခုဒီအင်ဂျယ်လီကစကားကောင်းကောင်းမတက်ပေညီတို့ဖြစ်စေအင်ဂျယ်လီရှိနေခြင်းအတွက်အပုံကြီးစိတ်သက်သာရရသည်တွေ့ကြုံရှိပြီးသားအိမ်မော်ဖြစ်၍အလုတ်ကိုအောက်ခြေသိမ်းလှုပ်ပေးတတ်သည် ဂျူဒီအီဇီဘင်ကိုအမျိုးမျိုးအဖုံဖုံထုံးဖွဲ့ပေးတတ်သည်အချုပ်အလုပ်တွင်လည်းလက်ရာမြောက်ပါပေသည်ကလေးအတွက်အင်ဂျီရီကိုကူးချုပ်ပေးသည်ဂျူဒီကသူ့ကိုစာပါတွဲတင်ပေးနေ၏နွေကနာခရီးကျန်းကုံဆုံးကပျော်စရာဆောင်းဝါသည်တို့ရောက်လာခဲ့လေသည်ဂျူဒီအပြင်သိမ့်မထွက်တော့မိဘနေပေတွင်ထိုင်ပြီးမီးလုံနေတတ်သည်အင်ဂျယ်လီလိုအိမ်မော်မကလေးကိုရအောင်ရှာပေးတဲ့သည့်အကူကိုကျေးဇူးတင်မဆုံးနိုင်အောင်ဖြစ်နေ၏။သို့တော့ကြောင်ရုံစိကရော့ပါသွားသည်မရှိခဲ့ပါကြည်။ နှင်းမုံတွေတစ်ပွဲပွဲကြနေသည့်နေ့တစ်နေ့တွင်အင်ဂျယ်လေးအဝိရှော်နေသည်ဖြင့်တယောက်တည်းလမ်းလျှောက်ထွက်လာခဲ့သည်ကပ်ပလီလုံသမားတွေနေသည့်တန်လျာနာအယောက်တွင်တစုံတယောက်၏အဟိညဉ်ညူတန်ကြားလိုက်ရသည်ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရသည့်ညဉ်ညူတန်မျိုးရက်ပြီးနားဆွင့်နေလိုက်သည် အမျိုးသမီးတဦးမချိမဆန့်ဖြစ်နေပုံမျိုးကြီးတဖို့တွင်တမင်းစုချက်နေသည့်မိမတစ်တိုက်စီသို့ခတ်တုတ်တုတ်လျှောက်သွားသည်သူတို့အားလုံးအဟိညဉ်ညူတန်ကိုမကြားကြလေရောလားဘယ်သူမှခရုဆိုင်ရမတူ ဂျူဒီဒေါသဖြစ်သွားသည် ခက်ဆက်ဆက်ငေါက်ပြီးမေးလိုက်သည်ဟဲ့အဲ့ဒါဘာဖြစ်နေရလဲမိမတယောက်ကခေါင်းမော်ပြီးရှင်းမမလေးနင်တို့ငါပြောနေရမကြဘူးလားတဲတဲဘာဖြစ်နေရလဲလို့အမျိုးသမီးကပခုံးတွန်ပြီးဘာမှမဟုတ်ပါဘူးမမလေးမိမတယောက်ကလေးမွေးနေတာပါနားနှစ်ဖက်ကိုနာနာပေးပြီးအိမ်ဖက်ကိုတုတ်ချီတင်ပြန်လာခဲ့သည်အင်းရောက်ချင်းကလေးမော်ပြလဲလိုက်သည်နားနှစ်ဖက်ကိုပိတ်ထားစေသို့တော့အော်ကြီးတန်ကနားထဲမှမထွက် အင်ဂျယ်လေးဝင်လာတော့ဂျူဒီမျက်နှာတွင်တွေ့မရှိတော့အင်ဂျယ်လေးအပြေးရောက်လာပြီးအင်္ဂလိပ်စကားတစ်ဝက်ပြင်သစ်စကားတစ်ဝက်ဖြင့်စိုးရင်တကြီးမီးနေသည်ဂျူဒီကိုရင်ငွေနှဲပေးပြီးတွတ်တွတ်ပြောနေ၏ဘာတွေပြောနေမှန်းမသိထက်ခါထက်ခါပြောနေခြင်းဖြစ်၍တဖြည်းဖြည်းဂျူဒီသဘောပေါက်လာသည်ကျမကလေးငွေဘူးတယ်မမလေးမမလေးငွေကျမကူလုပ်ပေးမယ်နော်ဘာနင်ကလေးငွေဘူးတယ်ဟုတ်လားအင်ဂျယ်လေးကခေါင်းငိတ်နေဒါဖြင့်နင်ကလေးရောတည်သွားတယ်မမလေး မမလေးကလေးရယ်မတရားလုပ်ပေးမယ်နော်နင်ကောက်ကူညီပါနော်အင်ဂျယ်လစ်ပြုံးပြီးခေါင်းငိန်သည်သူ့ရင်ခွင်ထဲကိုဂျူဒီလှဲချလိုက်သည်အင်ဂျယ်လစ်ကကလေးတယောက်ကိုပွေ့သလိုပွေ့ထားပြီးချော့သိသည်ကျင်းသေးတဲ့ချင်းတစ်ပုတ်ကိုတူတူညီလျက်စာသားတွေကိုဂျူဒီတလုံးမြားနားမလဲဖီလစ်ရောက်လာသည် အင်ဂျယ်လစ်ကဆက်ဆိုနေသည်ဖီလစ်လည်းနားမလဲကွန်ဂိုမှာဆိုသည်ကပ်ပလီများ၏ကျေးလက်တခြင်းဖြစ်ကြောင်းအင်ဂျယ်လစ်ကပြောပြသည်သူတန်ချိုမြအေးချမ်းသည် ူယူရပိုက်ထွေပုံကနူးညံ့သိမ်မွေ့သည်ဂျူရီအခြေနဲ့ကြည်ကျင်းနဲ့နေမိ၏မိဖို့ဤတဲ့တွင်မိတွေထဲထားသည့်ဂျာကခုတလောစိတ်နေအောင် အေးလာသည်လူဝီစီယာနားမှာတော့ဒီလောက်အေးမြင်မထင်ဒီမှာတော့ဆောင်းဟေးဆိုသည်နဲ့ပတ်ကျန်းတိုက်ပြီးဝင်လာသည်အမိုးကိုဖားသေးထားပြီးဖြစ်တော့လဲဆောင်းနှင်းမိုးနှိမ့်ဆက်သဖြင့်ယူကြလာပြန်သည်ဒီတစ်ခါမျိုးရောင်ဝင်ဝဲခဲ့ပါမည်ဟုဂျူရီကိုခရီးပေးထားတော့လဲတကယ်မျိုးရောက်တော့ဝဲဖို့မိလာသည် ဧကပေါင်းများစွာစိုက်ပျိုးပြီးစီးနေသည့်မင်းနေပင်ကိစ္စကသူ့ကိုလွှမ်းမိုးထားလိမ့်ပြီ။ဇန်နဝါရီလဆန်းတွင်နှင်းထူပါလာသည်။နေလယ်နေခင်းများတွင်ချီလင်းအေးမြနေ၏။ဂျူဒီတယောက်နေကောင်းချမ်းမာလျက်ရှိသည်။ဤသို့ဖြင့်ဖေဗူရီလတွင်ဝင်လာလေတော့သည်။ဖေဗူရီလသည်ဘယ်တော့မှဂျူဒီအတွက်ထူးခြားသည့်လမဖြစ်ခဲ့ပေ။သို့တော့တမနက်အိယာမနိုးအလာတွင်တလောကလုံးအပြာနှင့်ရွှေအောင်လှမ်းနေသည်ကိုတွေ့ရသည်။ကလေးမမရှော့ကနေဆင်းသွားပြီးပထမောက်တွင်မိရက်ခါအပြင်သို့ငေးကြည့်နေလိုက်သည် ခန္ဓာကိုယ်သာမိဖို့မြန်ရင်တော့ကြီးမနေလျင်လှက်ပက်ကပစ်လိုက်ခြင်းပဲ။နေရောင်ကြီးဒီဝတ္တိချနဲ့တရိုင်းမွေးပင်များပေါ်တွင်တရာပါပါဖျားဆင်းနေ၏။နှွေလိုကြီးလင်းနေတော့လဲလေကအေးမြသည်။ဤသို့နေစဉ်ရဲ့ဆက်ရာသီဥဒုတာရနေသည်။လမ်းလျှောက်လိုခတ်လာအောင်ဗတ်ကြီးထွက်နေတော့လဲဂျူဒီတယောက်အတောင်ပါသည့်နယ်တက်လက်နေ၏။ဘယ်လောက်ထူးဆန်းသည့်ဒေတာပါလဲ။ဖေဗူရီလတွင်အလှတရဖူဆောင်နေသည်။ အေးအေးတက်လွန်ခဲ့တဲ့ကြားကမြေပြင်မှအပင်ပေါက်တွေအလူအရွက်ထိုးထွက်နေကြ၏ဗတ်တိချကိုင်းများကရွက်ဟောင်းတွေခါချပြီးရွက်တင်မှုတွေတွေ့ဝေနေတာတိုင်းမွေးပင်များတွင်အစိမ့်ရင်အောင်အဖူးတွေအလူအရွက်ပွင့်ဖို့အာယူနေကြသည်ပင်မြင့်တွေပင်ဆောက်တွေပေါ်မှရေညှိရေမော်ပင်တွေစိမ့်ညစ်ထက်စိမ့်နေသည်အရာအားလုံးသည်အသက်ဝင်နေ၏တောက်ပနေ၏ကျောက်မက်ဖွယ်နွေရိုင်းကာလကိုတေလူမျိုးပါဖြတ်ကျော်နေခြင်းကနွေကန္တာ၏နောက်တွင်ဒီလိုချစ်စရာ February ရှိနေကြောင်း ဘာကြောင့်သူတို့မပြောဘဲနေကြပါလဲ။အင်း New England လူတွေမြင်စေချင်စမ်းပါပြီ။ဟိုမှာမိုးလင်းလို့မှပတင်းပေါက်ကိုခွင့်ရကြတာမဟုတ်ဘူးလေ။ခုလိုရွှေပါရောင်နီလာရောင်ကိုသူတို့ဘယ်မြင်မှုကြပါမလဲ။နှွေရောက်လျင်ကြွကြွဆူနေသည့်ကြေးရည်ဦးကြီးကိုခေါင်းပေါ်တွန်ချနေသလိုခံစားရအောင်မြည်။သို့တော်လာမြင့်နှွေနဲ့ရင်ဆိုင်ရမှာမကြောက်တော့။ဒီຫນွေနောက်တွင်ဒီလို February ရှိနေသည်ဆိုတာသိထားပြီမဟုတ်လား New England ကိုစရောက်စလူတွေလည်းဒီလိုပဲနေမယ်ထင်ပါရဲ့ ရှေ့တရားလာတဲ့စောင်းနှင်းလူကြီးကိုဖျက်တမ်းနေစဉ်မှာဂျွန်လာရောက်ရင်ဒေးစီတွေပြုတ်မယ်ဒေးလီယာတွေညိုက်နေမယ်လို့သူတို့ကိုပြောမဲ့လူဘယ်ရှိပါမလဲနော်ဂျွန်လာကိုပထမဆုံးသူတို့တွေ့ဘူးစမှာဘယ်လောက်ပြောကြမလဲကနေဒီကတ်ကဂျွန်လာနဲ့လူဝီစီယားနာကဖေဗရူအရီဆင်ဆင်တူတဲ့အကြောင်းကြိုသိထားရင်ဘယ်လောက်ကောင်းမလဲတိမထားတာလဲတမျိုးကောင်းပါတယ်လေကြိုသိထားရင်ခုလိုရင်သက်ရှူမဖြစ်ချင်မှဖြစ်တော့မပေါ့ဒီမှာဒေးစီတွေမရှိပေမဲ့ပန်းတွေပေါ်မှာပေါ့ နာမည်မသိတဲ့ပန်းတွေကိုအများကြီးရယ်အနီရဲရဲအဆုပ်ဆုပ်ပန်းမွေကြီးတွေရဲ့နာမည်ကိုဘလို့ခေါ်မှန်းခုထိမသိသေးရေဆက်တွေမှာတစ်ချောက်ပင်လိုအပင်တွေကပွင့်နေခရမ်းရောင်ပန်းမွေတွေလည်းရှိသေးရယ်လေးလံစွာလှုပ်ရှားနေရမှာပေါ့ပေါ့ပါပါမြို့ကြကြပြန်ဖြစ်လာအောင်တော့မှာပေါ့နော်ခုပဲဘိုက်ထဲကကလေးလှုပ်တိုင်းပြောနေရပြီအကိုတော်မျိုးဆက်သွေးကလေးမွေးပြရတော့မယ်ဆိုတဲ့အတိအကျောင်းလေးဂုံယူမိပါရဲ့မနေ့ခင်းစကားစကားအချိန်ကြီးတွင်မပြန်စဘူးဖီလစ်အိမ်ပြန်လာသည် အကိုမြုတ်တယ်မလို့ထွန်သားတွေထက်ဝယ်ရမယ်အချစ်အတွက်ဘာယူခဲ့ရမလဲယင်အမိုးပါဖို့ပလတ်စတာပိုင်းတော်ပါပြီစိတ်ချစိတ်ချဒီတခါအကိုမမေ့တော့ဘူးပြီးတော့မှန်လဲဝယ်ခဲ့မယ်နော်အကိုကဂျူဒစ်ကိုခုထိလှတဲ့ထင်းနှုံးလာရင်မင်းမျက်လုံးတွေလောက်လှတာအကိုဘယ်မှမှမတွေ့ဘူးသေးဘူးရွှေရောင်မျက်နှာပိုင်းရေပြင်ပေါ်မှာနီအောင်ဖြာချနေသလိုပဲဘာပဲဖြစ်ဖြစ်ဂျူဒစ်ခုတလောတိတ်ပျော်နေတဲ့အကိုအကိုရောပေါ့သွားမယ်နော်အကိုအမြန်ဆုံးပြန်ခဲ့မယ်နှုတ်ဆက်အနံပေးခဲ့ပြီးသူထွက်သွားသည် ညနေပေါ်ခုံတက်ကမောင်းထွက်သွားသည့်ချစ်လင်ကိုဗနေမောက်တွင်ရပ်ပြီးဂျူဒစ်လက်ပြကြံရစ်သည်လေကသူ့စပင်တွေကိုဆော့ကစားနေသည်လက်နှစ်ဖက်ဆက်ပြီးအတက်ကိုတဝကြီးရှူသွင်းလိုက်ဟိုးနောက်ဖက်စီမှာမြေပြင်ပေါ်တွင်ဖြူရောင်မိုးသားတွေစုဝေးနေသည်အကိုပြန်မရောက်မချင်းမိုးမရွာချပါနဲ့အုံးမမင်းကြီးရဲ့ညနေစောင်းမှသူပြန်ရောက်လာသည်မိုးသားတင်တဲ့တွေကဖြူရောင်မှအညူရောင်တို့ပြောင်းနေသည်ဖီလင်းနဲ့ဂျိုရိုပစ္စည်းတွေတဲချနေကြသည်ပြီးတော့အင်းစီကိုအပြည့်ရောက်လာပြီး အချစ်အထွက်အကိုဘာတွေဝယ်လာလဲကြည့်ပါဦးနယူအော်လီယန်ကုန်သည်လေးတစ်စင်းဆိုင်တာအတော်ပဲဖြစ်သွားတယ်ဟုတ်တယ်မကြည့်ပွင့်ရိုက်ပိုးတွန်းအလေးကြီးကိုဆွဲထုတ်ပြတယ်ပိုးသားမှာအီဆန်ညံ့ညောနေပါရီယာလာလေဟောဒီမှာအမျိုးဘဲအမျိုးသမီးမှဒီအဝတ်မျိုးမဝတ်ဘူးသေးဘူးအင်ဂျယ်လစ်ကိုသာချုပ်ခိုင်းမိတော့အိုးလှလိုက်တာအကိုရဲ့အင်ဂျယ်လစ်နဲ့နှယောက်သားပြိုင်နူကန်ကြည့်လိုက်သည်နှင်းစီသွေးခန့်နှုတ်မှုပေါ်တွင်အပြာရောင်အပွင့်များမှကြွတက်နေသည်ဟုထင်ရ၏ ကျေးဇူးတင်စကားပြောလိုက်ပြီးမှဝက်တဲတာသာတစ်လုံးအိမ်ထဲတွင်နေပြီးဒီပိုးတွန်းပိစာကိုဘလို့အသုံးချရပါမလဲဟုတွေးနေမိသည်ဟောရာနှင်းစီအောင်အနာကုတ်ကိုဖဲချိုးပိုးစစ်စစ်ပဲဟောရာဆန်ရွယ်ခွေကိုစီမွေးစပယ်စီနဲ့လောက်တာဒီထုတ်ကြည့်အောင်ပါလဲပြင်းတဲ့အချစ်ဝတ္ထုနှုတ်ဝဲလာလေကျူးတင်မှမဖတ်တတ်တာအကိုဖတ်ပြမှာပေါ့ဟောရာဇီးအောင်ဂရီပါအတွင်းငန်းတိလာတာပဲအကိုရဲ့ဒါမဲ့ဘလို့ဝတ်မလဲ ။အော်တိမ့်ထားပေါ့။ဝစ်လို့ရမယ့်အချိန်ကမကြခင်ရောက်တော့မှာပဲ။ဟိုဘက်ကဟာကဝိုင်မလင်းတွေအကောင်းဆုံးဝိုင်အောင်ရှာဝဲခဲ့ရလိ။ချင်းငင်ရေဘိန်းထက်မြင်းဒီအထုပ်ကြီးတစ်ထုပ်လဲပါလာသည်။အဲ့ဒါကြီးဟာဘာကြီးလဲကိုရဲ့။ဖွင့်ကြည့်လေ။ဂျူဒီအတက်တရောကျိုးတွေကိုဖြီးပြီးပတ်ထားသည့်အဝတ်တွေကိုဆွဲခွာသည်။ပါဇက်အဟောင်းသားဖြစ်ပြီးပထမကြောင်ကြည့်နေသည်။ပြီးမှအလံတကြားနောက်ဆုတ်ပြီးငိုချလိုက်တော့၏။အလိုအချစ်ဘာဖြစ်တာလဲ။ဂျူဒီတခါပြန်ကြည့်သည် ပြီးမှမျက်နှာကိုလှက်ဝါနဲ့အုပ်ပစ်လိုက်။ဖះဖះဂျူဒီအဲ့လိုကြီးဖြစ်နေတာပေါ့ဟုတ်လားအကိုဖီလစ်ပါဇက်အဟောင်းသားဖြစ်နေသည်။အင်ဂျယ်လစ်ကိုလှမ်းကြည့်လိုက်။အင်ဂျယ်လစ်ကခေါင်းခါပြသည်။ကိုလုံးမမှန်ကိုကြောပေးရက်ကတရှုပ်ရှုပ်ငူနေသည့်ဂျူဒစ်ကိုဖီလစ်ကြောင်ကြည့်နေသည်။ပြန်ထုတ်ထားလိုက်စမ်းမှာအဲ့ဒါကြီးမကြည့်ပြရချင်းနဲ့။ဂျူဒီစိတ်ဆိုးမှန်ဆိုအော်ပြောသည်။ကြည်မှန်ကြီးကိုဖီလစ်အသာပြန်ထုတ်သည်။အကိုစိတ်မကောင်းပါဘူးကွယ်ဒီလိုမှန်းသိဝဲမလာပါဘူး။ အင်းကြီးလည်းနဲ့မျက်ရည်တုပ်နေရမှာဖီလီအီရင်ဝင်နဲ့ပြေးဝင်ပြီးအော်ကိုရဲ့ဂျူဒစ်တောင်းမှန်ပါတယ်အကိုပဲလာတာမှန်ပါတယ်ဂျူဒစ်ကမှန်ကြီးကိုသဘောကျတယ်ဖြုံးစားကြီးဆိုတော့လန့်သွားတာပေါ့ဖီလစ်ကကျဉ်းနာစွာပြုံးသည်အကိုထုတ်ထားလိုက်ပါပြီအချစ်ကပြန်လှလာမှဖြစ်မယ်နော်ဟင်အင်းမလိုပါဘူးကိုဂျူဒစ်ကတိတ်ကလေးဆန်တာပဲအကိုရဲ့အကိုမှုတီးခတ်နိုင်တယ်ဂျူဒစ်ကအထုတ်ကိုပြန်ဖြည့်နေသည်အကိုပဲလာတာဒီသဘောကျရဲ့လားယင်ကြပါရဲ့အကိုရဲ့ပိုတွန်လေးကို တက်တာအောက်ဆုံးမှာထည့်ထားရအောင်နော်မတော်လို့မိုးရိုရင်အဆိုးတက်တာအောင်လေအကိုဂျိုးကိုတက်ဖခိုင်းတော့လေမိုးရိလာနေပြီဖီလစ်စိတ်ပြက်လက်ပြက်နဲ့လက်နှစ်ဖက်ကိုဖြုတ်ချလိုက်သည်ဒုက္ခပါပဲကွယ်အကိုမေ့လာခဲ့ပြန်ပြီဟာအကိုကလည်းလုတ်ပြန်ပြီတလားလုံးသတိမေ့မှာဆိုလို့တမင်သတိထားသွားတာပါကွာအညာလေးဆိုင်နေတော့အဝတ်တင်နဲ့အလှကုန်နေမြင်ပြီးဝယ်ချင်လို့ဘာအားကြီးသွားတယ်အဲ့ဒါနဲ့မေ့သွားရောဂျူဒီကသူ့အနာမှာထွက်သွားသည်ပြီးမှခြာကနေလဲပြီး အကိုကအလကားလူပဲဘာမှလည်းသုံးမကြဘူး။ကျမကိုယ်တိုင်မြုပ်သားဝဲရတော့မှလား။အကိုကလည်းဘယ်သူအားကိုးစရာရှိလို့လဲ။အလကားဝဲလို့များတဲ့အုပ်တွေဝဲလာတယ်။မဖတ်တတ်တဲ့စာအုပ်တွေလည်းဝဲလာတယ်။ပြီးတော့မှန်ကြီးဒီပုံမျက်ပံများခန္ဓာကိုယ်ကြီးကြည့်ဖို့ပေါ့ဟုတ်လား။မှားလားတမျိုးတည်းရဲ့မိုးလုံးမို့။အဲ့တမျိုးတည်းကိုပဲမေ့လာတယ်။ဒီအမိုးကလေးလုံအောင်လုပ်ဖို့တောင်အားမကိုရဘူး။ကျုပ်ထဲကျွဲသိမ့်နေရတဲ့အထဲမှာမိုးကယူသေးတယ်။တိတ်ဆိတ်ကုန်စရာကောင်းတာပဲ။ဖီလစ်အိမ်ထဲမှာထွက်သွားသည်။တကားပါကိုဂျူးရီပြေးလိုက်သွားတော့သူကမြင်းလှဲနာရောက်ခံနေပြီ။ ဒါပဲသားမလို့လဲအော်မေးလိုက်ချင်းဖြစ်သူကလှဲမကြည့်ပဲမြို့လေပလတ်စတာတောက်ဝဲမယ်သားမနေပါနဲ့အပြန်သိမိုးချုံနေမှာပေါ့မင်းကိုဂျိုးဆောင်ပေးလိမ့်မယ်မင်းအဲ့လိုတောင်းကျမ်းနေတာကိုကြည့်နေရတဲ့ဆိုင်ညမြင်းလှဲရှောင်မောင်းနေရတာမှတတ်တာအောင်မယ်ပြောပြောဆိုဆိုမင်းကိုတစ်ချက်ရိုက်ပြီးမောင်းထွက်သွားတော့တယ်ဂျူဒီကသူ့ကိုနောက်မှငေးကြည့်ရင်ချန်ရီထိုင်ကုန်နေမထိုင်ပဲမတက်မောင်းသွားခြင်းဖြစ်၏ဂျိုးကအိမ်နေပေးတွင်ရောင်ပေးရောင်ပေးလုပ်နေရမှစောင့်မေးပါမယ်မမလေးဟုပြောလာသည် ခေါင်းငိတ်ပြပြီးအိမ်ထဲပြန်ဝင်ခဲ့အင်ဂျယ်လီမုံမမရဲ့အနာတိုးလာသည်လက်ထဲတွင်မှန်ကိုပတ်သည့်အဝတ်တွေစုကင်လျက်ဒါလို့ရမလားမမလေးဘာမှမလုပ်နဲ့သူ့ဘာသူထားလိုက်ခက်ပြက်ပြက်ပြောပြီးပဒင်းမောက်ဘက်သွားရက်သည်မိုးရေညို့တဲ့ညို့လာပြီးစိတ်ညစ်လိုက်တာအင်ဂျယ်လီအနာရောက်လာပြီးလမောင်းကိုလာကင်မှန်းတိလိုက်လှဲကြည့်လိုက်တော့ပမုံနှင့်ဟင်းလျာပဲပြင်ထားသည်လို့မြင်ရသည်ခေါင်းခါပြလိုက်သည်လေတိုက်တိုင်းရင်းရွှဲလှုပ်ရှားနေကြသည့်တစ်ပင်တွေကိုအသေးပင်မရှိငေးကြည့်နေသည် အင်ဂျယ်လစ်ကဒေါနဒေါန်ရှိတစ်တာတလုံးပေါ်တွင်ထိုင်ကညစာစားနေ၏။ဘိုက်ထဲရုပ်ချီးထိုးနာလာသည်။တစ်ချက်ငိုက်ကြသွားပြီးအသက်အောင့်ထားလိုက်သည်။အင်ဂျယ်လစ်ခုန်ထပြီးပြေးချလာသည်။တွတ်တွတ်ပြောနေ၏။ပြောနေတာလားမင်းနေတာလားမသိ။ဘာတခုမှနားမလဲ။မသိဘူးမသိဘူး။တုံတုံရင်ရင်ပြန်ပြောလိုက်၏။ချက်ချင်းကောက်လာသလိုချက်ချင်းအနာပြန်ရက်သွားသည်။အသာထိုင်ချလိုက်၏။အင်ဂျယ်လစ်သူ့နေရာသို့ပြန်သွားပြီးဆက်စားနေသည်။ ကလထိုင်နောက်ကျော်မီပြီးအနာယူမြည်ကြံတော့ဖြုံးဆိုထိုးနာလာပြန်သည်ကလထိုင်လက်တန်းကိုအလံတရားဆုပ်ကန်လိုက်ပြီးအင်ဂျယ်လစ်ကိုလှမ်းအောင်ခေါ်လိုက်သည်အင်ဂျယ်လစ်ချက်ချင်းရောက်လာသည်ဂျူဒီမျက်နှာတွင်တွေးမရှိတော့နာကျင်ခြင်းနှင့်ဆိတ်ရှုပ်ထွေးခြင်းဝေဒနာရောထွေးခံစားနေရသည်အနာတက်တာသွားပြန်သည်လုံးဝနေပါပျောက်သွား၏အင်ဂျယ်လစ်ကနှစ်သိပ်စကားတွေကြားရည်လွတ်ပြောလျက်ဂျူဒီတခွန်းမှနားမလဲဒေတာကိုဖမ်းပြီးနှစ်သိပ်စကားမှန်သိနေ၏အင်ဂျယ်လစ်ကဂျူဒီ၏ပခုံးကိုတိုင်းဖက်သည် ။နောက်တစ်ချိန်ထိုးလာတော့အင်ဂျယ်လီဤလက်မောင်းကိုဖမ်းဆုပ်ထားလိုက်မိသည်။တက်တာသွားမှလှုပ်ပေးလိုက်ပြီ။အဲတက်တာသွားပြန်ပြီ။အင်ဂျယ်လီအလုံးရှုပ်စားပြုပြီးရင်နွေးတဲ့တက်တာရဲ့ပစ္စည်းတွေထုံးနဲ့တယောက်ထဲချလည်းပဲလဲနေသည်။ဂျိုးအော်ခေါ်ပြီးထင်းနှစ်ပွေယူလာခဲ့ဖို့ပြောသည်။ဂျူဒစ်ကကလတ်ထိုင်တွင်ဆက်ထိုင်နေ၏။ဒီဒီချိန်နာလာပုံကရက်ဆက်လာသည်။တစ်ဖက်စီမှာဆွဲပြီးအလဲတဲတဲကနှစ်ချမ်းခွဲခံလိုက်ရသလားအောင်မရသည်။ အကိုမြင်မြန်ပြန်ရောက်ပါစေဟုဆုတောင်းလိုက်မိ။အကိုနဲ့ဂျူဒစ်တို့ရဲ့ရင်သွေးကလေးတကယ်မွေးတော့မယ်အကိုရဲ့လို့ပြောချင်လာပြီ။ပြီးတော့မမွေးခင် မိုက်မားပြောခဲ့ဆိုခဲ့မိသည့်အတွက်လည်းတောင်းပန်ခြင်းသည်လေ။ပလတ်စတာမိခဲ့သည့်အတွက်ထောက်လျှောက်အပြစ်ရှာပြီးစူးစူးပူပူလုပ်ခဲ့မိသည့်အဖြစ်တတ်နိုင်သမျှမပြောပြအောင်ထိန်းထားခဲ့ပြီးမှပြောမိပြောတော့အလွန်အကျွံတွေဖြစ်ကုန်သည်။ဒီကြိမ်ထိုးအနာတွင်ပဒင်းမောက်ပောင်ကိုလက်နှစ်ဖက်နှင့်လှမ်းဆုပ်ထားလိုက်။ဂျိုးထင်းနေပြွင့်ဝင်လာသည် သူထွက်သွားတော့မှအိယာရဲသွားဖို့စိတ်ကူးရသည်မိမာရီကလေးမွေးရင်အိယာရဲမှာမွေးကြသည်ဟုကြားဘူး၏ညဝေညီယူခဲ့ဖို့အင်ဂျယ်လစ်ကိုလှမ်းပြောသည်အင်ဂျယ်လစ်ကအဝတ်တွေချွတ်ပြီးညဝေယုံနဲ့လဲဝတ်ပေးသည်အဝတ်လဲနေတော့နာလာလို့အင်ဂျယ်လစ်ဤပခုံးကိုဆုပ်ထားလိုက်ရသေးသည်အိယာဘောလဲမိပြီးတော့အင်ဂျယ်လစ်ကနောက်မှဆွဲထားပြီးမလဲနဲ့မမလေးလမ်းလျှောက်လမ်းလျှောက်ရတယ်ဘာမှမတတ်နိုင်သူခိုင်းနေတိုင်းလို့ရတော့သည်အင်ဂျယ်လစ်ဒီအလွန်ညင်ညင်သာသာကျင်ကျင်နာနာရှိသည့်အိမ်မော်ဖြစ်၏ သူပြောသမျှနားမလဲတော့လဲတတ်တာရရသည်ဝေဒနာပြင်းထန်တော့လဲထင်သလောက်မဆိုကြောင်ကျွတ်နားလဲလာသည်တေကောင်ပေါင်းလဲမဟုတ်မခံမရက်နိုင်အောင်တော့မဟုတ်ဤသို့ဖြင့်မိုးဆုံဆုံချုပ်သွားသည် ဖီလီပြန်ရောက်မလာသည် အနာဆက်လာပြီးအသက်ရှူဖို့ပင်ခက်လာသည် အင်ဂျယ်လီလက်ကိုကိုင်ပြီးတစ်ချက်တစ်ချက်ညီးသည် အင်ဂျယ်လီသည် အလွန်အားထားရသောအိမ်မော်ဖြစ်တော်လဲအနာမှာအကူပဲရှိနေစေခြင်းသည်လေသူပြန်ရောက်ချိန်တန်ပါပြီသူ့ကိုမီးပြီးနားကျင်သည် အင်ဂျယ်လစ်ကိုအားပြုရတာမိမသားချင်းမှုသိအားမရ။နှစ်ယောက်သားလဲကြမလို့ခဏခဏဖြစ်တာတရင်နေရင်နဲ့ပြီးတော့အကုတ်ကလေးသူသိလူချင်းနေတဲ့ဝတ်သက်ချမြန်ရဲ့မျိုးဆက်တွေလေဒီတော့သူရှိနေတင်တာပေါ့ခုလိုဝေဒနာခံစားနေရတာအကိုတွေ့ရင်စောစောကဂျူးတိစိတ်တူလို့ပြောခဲ့မိတာတွေကိုလည်းခွင့်လွှတ်မှာပါနော် အားပေးနှဆင်ပေးကြတဲ့အတွက်ကျေးဇူးတို့ပဲတင်ရှိပါရရှင်အပိုင်း9ကိုလည်းဆက်လက်ဆောင်မြော်နှဆင်ပေးပါအောင်နော်